ဆိုရှယ်မီဒီယာမှာသတင်းတွေထွက်နေတဲ့သူနဲ့ဟင်းဝင်ရန်ကိုလက်ထပ်ပြီးတော့မင်းအကြောင်းအတိပေးလာခဲ့တဲ့ဖခင်ဖြစ်သူပရိသတ်များရှင်ဟင်းဝင်ရန်ရဲ့ဖခင်ဖြစ်သူကလူရှိခဏခဏမထွက်ပေးမဲ့ဝိုင်းစုခိုင်တင်းရဲ့အတန်ဖိုင်ကလေးကပရိသတ်များပြားရင်းနှီးရှိပြီးသားလို့ထင်ပါတယ်။ဝိုင်းစုခိုင်တင်းရဲ့အခြေတင်ပြောဆိုခဲ့တဲ့အတန်ဖိုင်ကပေါက်ကြားခဲ့တာပါ။ဖခင်ဖြစ်သူကအဲ့ဒီနောက်ပိုင်းမှာဟင်းဝင်ရန်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးဝင်ပါတာမျိုးမရှိသလိုဝင်ရောက်ဆက်ပတ်တာလည်းမရှိတော့ပါဘူး။ပြီးခဲ့တဲ့ရက်ကဟင်းဝင်ရန်ရဲ့မွေးနေ့ပွဲကျင်းပတဲ့အချိန်မှာဖခင်ဖြစ်သူကအင်တာဗျူးပြေဆိုပြီးပရိ ိသတ်တွေကိုအသိပေးလာခဲ့တာပါဒီတစ်ခေါက်မှာတော့ဖခင်ဖြစ်သူကပရိသတ်တွေတော်တော်များများသိကျနေတဲ့အိမ်တောင်ရင်ကိစ္စနဲ့ပတ်သက်ပြီးအသိပေးလာခဲ့တာဖြစ်ပါတယ်အချင်းရင်ကိစ္စကိုလည်းဆိုရှယ်မီဒီယာမှာမတင်သလိုအိမ်တောင်လည်းမပြုတ်ဘဲ လူမျိုးစည်းဘဝနဲ့ဖြတ်သန်းနေကြတာပါ။ဒါပေမဲ့အချိန်တစ်ခုရောက်ရင်တော့လက်ထပ်ဖြစ်မှာပါဆိုပြီးတာပြောထားခဲ့တာဖြစ်ပါတယ်။ဟိဝင်ရန်ကအချိန်အတိအကျမပြောထားပေမဲ့ဘာကင်ဖြစ်သူကအင်တာဗျူးကနေတဆင်ဟိဝင်ရန်ကိုလက်ထပ်ပြီးတော့မင်းအကြောင်းအသိပေးလာခဲ့တာပါ။အခုလက်ရှိချိန်မှာလက်ထပ်ဖို့အတွက်အသင့်တော်ဆုံးအရွယ်ကိုရောက်နေပြီးမို့2025ခုနှစ်အတွင်းမှာလက်ထပ်ပြီးတော့မှလို့ဆိုပါတယ်။ဒီနှစ်အတွင်းမှာဟိဝင်ရန်ရဲ့မင်္ဂလာပွဲရှိရဆိုပြီးအလင်းအမြန်အသိပေးလာတာကြောင့်မီဒီယာတွေကတော့အံ့ဩသင့်သွားပါတယ်။မီဒီယာတွေကဟိဝင်ရန်လက်ထပ်မယ်တဲ့ရင်ဆိုရင်စိတ်ဝင်စားတာ ကြောင့်ဘသူလဲဆိုတာကိုအရန်ကိုတည်ကျင်ကြပါတယ်။ဖခင်ဖြစ်သူကလည်းမီဒီယာရီမင်းမင်းဆိုတာကိုတည်တာကြောင့်တမီးတို့ကြားတဲ့သတင်းတွေလိုင်းပေါ်မှာပြန့်နေတဲ့သတင်းတွေကတချို့ဟာရီမှန်တာရီလည်းများကြီးရှိပါတယ်ဆိုပြီးဖခင်ဖြစ်သူကထုတ်ပြောလာခဲ့တာပါ။ဒါကြောင့်မလို့ဆိုရှယ်မီဒီယာမှာဟင်းဝင်ရန်နဲ့ပေးစားကချက်သူဖြစ်စေခြင်းနဲ့ဆိုတဲ့သူတွေကတယောက်နဲ့လက်ထပ်ဖို့များတယ်လို့တွေ့ဝိုက်ကအသိပေးတယ်လို့ဖြစ်နေခဲ့တာပါ။မီဒီယာရီကနာမည်တိကျကိုအင်းအောက်ကမေးပေမဲ့ဖခင်ဖြစ်သူကလုံးဝကိုမဖြေပါဘူး။နာမည်တိကျကိုထုတ်ပြောမှာမဟုတ်ပင်လက်ထပ်မှသာသိရ မှာလို့ဆိုပါတယ်ဘေးမှာဟိဝင်ရံနဲ့မိခင်ဖြစ်သူတို့ကလည်းရှိနေတာကြောင့်မိခင်ဖြစ်သူကမိမိကအတိအကျမပြောဘူးတော့သားဆိုပြီးဟိဝင်ရံကိုလက်တွပ်ပြီးပြောနေကြတာပါ။ဒါကြောင့်မလို့ဟိဝင်ရံကမပြောစေချင်မဲ့ဖခင်ဖြစ်သူကလက်ထမင်းအကြောင်းကိုဖွင့်ဟလိုက်တယ်ဆိုတာပေါ်လွင်သွားပါတယ်။ ဖိန်ဝင်ရန်ကတော့သူလက်ထက်မင်းအကြောင်းခုလိုဖွင့်ဟလိုက်တဲ့အပေါ်မှာဘဝင်မကျဖြစ်နေခဲ့တာပါ။ဖခင်ဖြစ်သူကလက်ထက်တော့မဲလို့အတိပေးနေပြီးမဲဟင်းဝင်ရန်ကတော့မဟုတ်ဘူးဆိုပြီးသားမတိတလို့နေနေတာပါ။ဒါအပြင်လက်ထက်ခဲ့မင်းဆိုရင်တောင်ချက်ချင်းအတိပေးမှာမဟုတ်ဘဲပရိဝဲတွင်နေရှိုက်ပြီးမှသာအတိပေးမယ်လို့ဆိုပါတယ်။ဟင်းဝင်ရန်ကလည်းအတိမပေးချင်တယ်လို့ဖခင်ဖြစ်သူကလည်းနာမည်အတိကျထုတ်မပြောပြီးမဲပရိသတ်တွေအများစုကတော့ဟင်းဝင်ရန်လက်ထက်မင်းသူကစိုးပြေတဲ့စင်သားဖြစ်မယ်လို့ယူဆနေကြပါပြီ။လက်ရှိဆိုရှယ်မီဒီယာပေါ်မှာဟင်းဝင်ရန်ကစိုးပြေတဲ့စင်နဲ့တာတရင်ထွက်နေတာပါ။ ။ဆိုပြေတစင်းနဲ့ပရိသတ်များစုကလည်း ship နေကြတဲ့အတွက်အားလုံးကတင်ဝိုက်ကသဘောပေါက်နေတာပါ။ပရိသတ်ကြီးနေနဲ့ရောဟင်းဝင်ရန်ကဘသူနဲ့လက်ထပ်မယ်လို့ထင်လဲဆိုတာပြောပြပေးခဲ့ပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလုံးဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။